နောက်ချိုမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်မှုကြောင့်တန်ဃာတော်အပါအဝင် ပြည်သူလူထု၉ဦးတေဆုံး၁၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တအားပြည်ကြောင့်မဲခရိုင်နောက်ချိုမြို့နယ်စေရနာပရိယတ်တိအစာတင်တိုက်မှာမနေ့ညနေ၅နာရီခွဲအချိန်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပေါင်250ပုံးလေးလုံး၁၇နက်နဲ့လာရောက်အကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီပုံကြရပောက်ကွဲမှုကြောင့်စာတင်တဲ့အတွင်းမှာရှိတဲ့ရဟန်း၄ပါးတာမကြီး၄ပါး အမျိုးသားတဦးနဲ့အမျိုးသမီးနှစ်ဦးအပါအဝင် စုစုပေါင်း9ဦးဘုံစားထိမှန်ပြီးတည်ဆုံသွားခဲ့ပါတယ်။ဘုံပေါက်ဝဲမှုကြောင့်တန်ဃာတော်73ပါးနဲ့ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်ပြည်သူတွေရဲ့နေအိမ်နဲ့ကျောင်းဆောင်အများအပြားလည်းထိမှန်ပျက်စီးသွားခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိထားတဲ့လူနာတွေကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSRF ထရညာရဲ့တာဝန်ရှိသူတွေနဲ့ ပြည်သူများကဝိုင်းဝန်းပြီးစစ်ကူတာဖို့အတွက်ပို့ဆောင်ပေးခဲ့ပါတယ်။စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲအယက်တားပြည်သူများကိုရည်ရွယ်ချက်ရှိရှိနဲ့ဥတီဘီဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါကြောင့်မိဘပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ဖို့စစ်ရေးတရအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရံမှကာကွယ်နိုင်ရန်လေကြောင်းရံကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို လိုက်နာရန်ဆောင်ရွက်ဖို့လိုအပ်ကြောင်းတိုက်တွန်းအပ်ပါတယ်ရှင်။ကျမရေဘောစမင်ပါ။